။ဒါလေးကကြတော့အမတို့ကဒီတလာတိုင်းတလာတိုင်းပါဗောနော်။ဒီအမတို့စီမှာဒီလိုမျိုးလက်ဆောင်လေးတွေလာမှာတဲ့ customer တွေတွေကနေပြီးတော့မင်းနိုင်ပြီးတော့ရွေးချယ်ပေးတာပါ။အဲ့ဒါညီမလေးကကန်ထူးသွားရယ်နော်။ဒါလက်ဆောင်လေးလဲဆိုတော့အမတို့ရဲ့လက်ဆောင်လေးအရင်ဖွင့်ကြည့်လို့ရရယ်နော်။ใจเย็นละရှင်โอเคใจจ้ะใจป่ะเด้ดาก๋องนี้ก็เลยปะเลยมั้ยเนาะมารุชิอ่ะเล็ดซองนี้ค่ะจริงป่ะมารุชิอ่ะเล็ดซองนี้ป่ะโอเคถ้าส่วนเนาะ ဒီလက်ဆောင်ဘာဖြစ်မဲ့လို့ထင်လဲမသိဘူးကဲဒါဆိုရင်ဒါလေးလက်တစ်ချက်လောက်ဖွင့်ကြပေးပါကြာလာမနော်နော်ပါဒီလိုမျိုးမွေးနေ့ surprise ဘယ်နှခါလောက်ရပူလဲရှင်ခါမမရဘူးခါမမရဘူးဒါပြမအောင်ဆုံးလားဘယ်လိုနေလဲစိတ်ထဲမှာအရင်ပြောပါအရင်ပြောပါလေကျော်၅နှစ်အတွင်းမှာပေါ့နော်ဒီချစ်သူကောင်လေးနဲ့စိတ်ဆိုးစိတ်ကောက်တာဆိုလို့ရှိရင်လေဘယ်နှစ်စာလောက်ဖြစ်သွားပြီလဲ ချိန်ဆိုစိတ်ကောက်ကတော့ခဏခဏတော့ရှိပါတယ်။ဘာနဲ့ညနေကိုဘွားရဲ့လေတွေလေတရေနဲ့မင်းတွေ့မယ်လက်ကလေးများတွတ်တူနာလေတဲ့အဲ့ဒီကိစ္စများကိုခီလေကိုတည့်ရတိုက်ဆက်ကြရအောင်ဘယ်တော့ကြိုးစားနေတယ် ဲ့အနာဂတ်ကိုအယုံကြည်ပြီးတော့မင်းနဲ့ဒီဘောတောင်လေးတွေပြည့်စင်ရင်ကိုမမောပန်းရမှမသိတော့ပါဘူးမင်းရှိမှကိုဘဝကိုယုံကြည်တယ်မင်းဟုတ်ပြီဘောဒီပေးရလားမသိဘူးเนาะလက်စာဘောဒီမှာပေးထားရလားသက်ဆောင်လေးပို့ခိုင်းလို့ပါညီမလေးဘယ်သူပေးရလို့ထင်လဲမသိဘူးရှင်မသိဘူးရှင်ပေးမဲ့လူမရှိဘူးလား ပေးမယ်လို့ကကောင်းလေးပဲရှိတယ်ကောင်းလေးပဲရှိတယ်ကောင်းလေးပေးတာဖြစ်နိုင်လားဖြစ်နိုင်တယ်လို့တော့ထင်တယ်ဖြစ်နိုင်တယ်လို့တော့ထင်တယ်ကောင်းလေးကပေးမယ်လို့ပြောထားသေးလို့လားညီမလေးကိုအဲတက်တငယ်ချင်းကိုလို့ပြောထားတာအမေမိန်းကလေးဖြစ်နေတာသူတငယ်ချင်းကိုတက်တငယ်ချင်းကောင်းလေးလို့တော့ပြောထားတယ်ဟုတ်အဲ့လိုသူငယ်ချင်းကောင်းလေးပစ္စည်းလာပို့ခိုင်းမယ်လို့ပြောထားတာဟုတ်တယ်မင်းကလေးဖြစ်နေတော့လက်ဆောင်အောင်မယူချင်တော့ဘူးလို့လားဟုတ်တယ်ကဲဒီမှာပါညီမလေး ဒါလေးကကြတော့အမတို့ကဒီတလာတိုင်းတလာတိုင်းပါပေါ့နော်ဒီအမတို့စီမှာဒီလိုမျိုးလက်ဆောင်လေးတွေလာမှာတဲ့ customer တွေတည်းကနေပြီးတော့မင်းနိုင်ပြီးရွေးချယ်ပေးတာပါအဲ့ဒါညီမလေးကကန်ထူးသွားရယ်နော်ဗာလက်ဆောင်လေးလဲဆိုတော့အမတို့ရဲ့လက်ဆောင်လေးအရင်ဖွင့်ကြည့်လို့ရရယ်နော်ကြည့်ရလားရှင်ဟုတ်ကဲ့ကြိုက်ပါတယ်ဒါကောင်းလေးကိုလည်းပြလိုက်မယ်နော်မမတို့ရှိရလက်ဆောင်လေးပါကျေးဇူးပါမမတို့ရှိရလက်ဆောင်လေးပါ ကဲဒါဆိုရင်တော့ဒီလက်ဆောင်ဘာဖြစ်မယ်လို့ထင်လဲမသိဘူးကဲဒါဆိုရင်ဒါလေးလက်တစ်ချက်လောက်ဖွင့်ကြပေးပါကြလားနော်။နော်ပါ။ကဲ ဒါကတော့မွေးနေ့ကိတ်လေးပါအာပြန်သွားမှဆိုလို့ဖိထားပေးတာเนาะဟုတ်ပြီမလေးပြန်လုပ်လို့ရအောင်အမတို့เนาะဆိုတော့ဒီလိုမျိုးမွေးနေ့ surprise ဘယ်နှခါလောက်ရဘူးလဲရှင်ခါမမရဘူးတခါမမရဘူးဒါပြမအောင်ဆုံးလားဟုတ်ဘယ်လိုနေလဲစိတ်ထဲမှာ အရင်ပြောပါတယ်အရင်ပြောပါတယ်တိတ်မပြောသလိုပဲဟုတ်ပါဘူးဟုတ်ကဲ့ပါရှင်ဒီနေ့မွေးနေ့မှာပထမဆုံး surprise ရတာဆိုတော့လေနောက်နေ့နောက်နေ့နောက်နေ့မွေးနေ့တွေမှာရောဒီလိုမျိုး surprise လေးနဲ့လာပို့လို့ရသေးလားကောင်းလေးဆရာကိုလည်းလိုချင်ပါလား။ကောင်းလေးဆရာဆိုရင်လည်းလိုချင်ပါရဲ့။ဒီလိုမျိုးလေအနားမှာကောင်းလေးမရှိဘဲနဲ့ကျင်းပရတဲ့မွေးနေ့ကဘယ်နှစ်နှစ်လောက်ဖြစ်သွားပြီလဲ။တစ်ခါမှတော့ ြင်းကိုကဆိုရင်တော့သူနဲ့ကြက်ပြီးတာ၅နှစ်ရှိပြီ၅နှစ်၅နှစ်တောင်သူက၅နှစ်လုံးလုံးအနားမမရှိဘူးပေါ့နည်းနည်းစိတ်ကောက်လိုက်ပါလားညီမလေးကောက်ပါဦးမကောက်ပါဘူးလေကဲဟုတ်ကဲ့ပါရှင်ညီမလေးရဲ့ကောင်းလေးကဒီနေ့အမတ်တရအနေနဲ့အမသာလေးပါပေးထားတယ်အမဖတ်ပြပေးမယ်နော် Happy birthday ပါမိမရေမွေးနေ့တိုင်းမှာမိမရဲ့အနားမှာရှိမနေပေးနိုင်တဲ့အတွက်နားလည်ပေးပါနော်။နောက်နှစ်တွေမှာမိမရဲ့အနားမှာအမြဲရှိနေပေးပါမယ်။မွေးနေ့မှာစပြီးနောက်နှစ်ပေါင်းများစွာအထိစိတ်ချမ်းသာကိုကျန်းမာပြီးပျော်ရွှင်စရာဘဝလေးပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။ဒီမှာလေးရောဗာလေးပြန်မှကျင်သေးလေရှင်။ကျမရေကြီးဆိုင်ပြီးအမြင်တော့ပြန်လာနိုင်ပါသေးလို့ဆက်ပါမယ်။အဲ့ဒါလည်းပြောချင်ပါလား။လုံးဝ၅နှစ်အတွင်းမှာသူနဲ့အပြင်မှာတွေ့ဘူးလားဒါမှမဟုတ်လို့ရှိရင်၅နှစ်လုံးလုံးလွမ်းနေရတာ။ ပြင်မှာတော့နှစ်ခါတော့တွေ့ပါရဲ့ဟာဒါပေမဲ့အများနဲ့တော့ဝေးနေတာပါအိုးငါးနှစ်လုံးလုံးနှီးပါပေါ့ငါးနှစ်လုံးနှီးပါကိုဝေးနေရတာအဲ့လိုဝေးနေရတဲ့အချိန်မှလေတယောက်နဲ့တယောက်အဲ့လိုမျိုးအထင်လွဲတာလေးစိတ်ဆိုးစိတ်ကောက်တာလေးရှိလားခါတလေတော့ရှိပါတခါတလေရှိတယ်အဲ့လိုတခါတလေရှိတဲ့အခါကျရင်ဘယ်သူကယင်လျှော့ပြီးလဲတခါတခုတူတူပါပဲသူပဲလျှော့ကိုလျှော့ပါသူလျှော့ကိုလျှော့ပါအန်ကဲဟုတ်ကဲ့ပါရှင်ဆိုတော့ငါးနှစ်အတွင်းမှာပေါ့နော်ဒီချစ်သူကောင်လေးနဲ့စိတ်ဆိုးစိတ်ကောက်တာဆိုလို့ရှိရင်လေဘယ်နှစ်ဆာလောက်ဖြစ်သွားပြီလဲ ချိန်ကိုစိတ်ကောက်ကတော့ခဏခဏတော့ရှိပါတယ်။ဆောင်းနှစ်စာလောက်ဖြစ်သွားပြီလား။ဟုတ်ကဲ့ပါရှင်။အဲဒါပေမဲ့ဟိုကောင်လေးကိုချက်ချင်းစိတ်ပြန်ပြေးပေးတယ်ပေါ့။ပြေးတာတော့ပြေးပါတယ်။အမြင်တော့မဟုတ်ပါဘူး။အမြင်တော့မဟုတ်ဘူး။ဟာတိတ်တယ်လေ၅ရက်လောက်ကြာတယ်။အာ၅ရက်အမလေးတစ်ခါစိတ်ကောက်ရင်၅ရက်ကြာတယ်တဲ့။အဲ့ဆိုအမက စိတ်ကောက်တောက်လိုချင်တော့လေလေးငါးရက်လောက်စိတ်ကောက်အောင်စိတ်ထိုးခဲ့မရလားအဲ့လိုလည်းမရဘူးလေဘေးလူစိတ်ထိုးလို့တော့စိတ်မကောက်ဘူးမလားအဲသူနဲ့ပဲသူနဲ့ပဲစကားခါတွေအများကြီးကောက်တာပါဒါပေါ့အခက်မတင်လာလေးရှိဝေးလဲဝေးနေရဆိုတော့เนาะဆိုတော့မမတို့ကစူတောင်းပေးပါရယ်အခုလိုမျိုးလေးအချစ်ခံရတဲ့ညီမလေးပေါ့เนาะနောက်တစ်နောက်တစ်နှစ်ဒီမှာဆိုလို့ရှိရင်ချစ်သူကအနားမှာရှိနေပြီးရောနှစ်ယောက်သားเนาะတွဲလက်တွေမြဲပြီးအမြဲတမ်းနေရတိုင်းမှာစိတ်ချမ်းသာပျော်ရွှင်ရပါစေလို့နှစ်ယောက်စလုံးအတွက်စူတောင်းပေးပါရယ်เนาะဟုတ်ကဲ့ပါရှင်မမတို့ဓာတ်ပုံလေးတစ်ပုံထည့်ရိုက်ပေးမယ်เนาะညီမလေးဟုတ်ကဲ့ é yeah. Olha. <music>